ဘန်းကော်ဖီရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေကိုပြောပြပါမယ်။ကောင်းကျိုးများအာဟာရဓာတ်များကျယ်ဝခြင်းဘန်းကော်ဖီမှာဗီတာမင် C, ဗီတာမင် K, ဖောလိပ်ဗီတာမင် B6 နဲ့ပိုတက်ဆီယမ်တို့လိုအာဟာရဓာတ်တွေအများကြီးပါဝင်ပါတယ်။အမြင်ဓာတ်များခြင်းအမြင်ဓာတ်ဟာအစာခြေစနစ်ကိုကောင်းမွန်စေပြီးဝမ်းကျုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ခြင်း၊ပန်းကော်ဖီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့်ဆဲတွေပျက်စီးခြင်းကိုကာကွယ်ပေးပြီးကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကိုလျှော့ချပေးပါတယ်။ကိုယ်လေးချိန်ထိန်းညှိပေးခြင်းကယ်လိုရီနည်းပြီးအမြင်တတ်များတာကြောင့်ကိုယ်လေးချိန်ထိန်းညှိလိုသူတွေအတွက်သင့်တော်ပါတယ်။ရောင်ရမ်းခြင်းကိုလျှော့ချပေးခြင်းပန်းကော်ဖီမှာပါတဲ့အဟာရဓာတ်တွေဟာခန္ဓာကိုယ်ရဲကရောင်ရမ်းခြင်းကိုလျှော့ချပေးနိုင်ပါတယ်။နှလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း န်ကော့ဖီမှာပါတဲ့အမြင့်တန်းတဲ့ပိုတက်စီယန်တို့ဟာသွေးဖိအားကိုလျှော့ချပေးပြီးနှလုံးရောဂါဖြစ်ပွားနိုင်ခြေကိုလျှော့ချပေးပါတယ်။ဆိုဂျိုများလေပွားခြင်းပန်ကော့ဖီမှာအမြင့်တက်များတာကြောင့်အချို့လူတွေမှာလေပွားခြင်းကို ဖြစ်စေနိုင်ပါတယ်။အိုင်ယိုဒင်းစုပ်ယူမှုကို အနှောင့်ယှက်ပေးခြင်းပန်ကော့ဖီမှာပါတဲ့ကိုအီထရိုဂျင်ဓာတ်ဟာအိုင်ယိုဒင်းစုပ်ယူမှုကိုအနှောင့်ယှက်ပေးနိုင်တာကြောင့်တိုင်းရိုက်ပြဿနာရှိသူတွေသတိထားသင့်ပါတယ် ဓာတ်မတည့်ခြင်းအချို့လူတွေမှာပန်းကော်ဖီနဲ့ဓာတ်မတည့်မှုဖြစ်နိုင်ပါတယ်။သွေးကျဲဆေးတောက်နေသူများသတိထားသင့်ခြင်း ပန်းကော်ဖီမှာဗီတာမင် K ပါဝင်တာကြောင့်သွေးကျဲဆေးတောက်နေသူတွေဆရာဝန်နဲ့တိုင်ပင်ပြီးမှစားသင့်ပါတယ်။အကြံပြုချက်ပန်းကော်ဖီကိုချက်ပြုတ်တဲ့အခါအချိန်ကြာကြာမချက်ပြုတ်သင့်ပါဘူး။ဟာရတက်တွေဆုံးရှုံးနိုင်ပါတယ်။လေပွားခြင်းကိုကာကွယ်ဖို့အတွက်ဘန်းကော်ဖီကိုနည်းနည်းချင်းစားသင့်ပါတယ်။ တိုင်းရိုက်ပြဿနာရှိသူတွေဒါမှမဟုတ်သွေးကြဲဆီတောက်နေသူတွေဆရာဝန်နဲ့တိုင်ပင်ပြီးမှပန်းကော်ဖီကို စားသင့်ပါတယ်။ဒီချက်လက်တွေက ပန်းကော်ဖီရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေကို နားလည်စေဖို့အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်။